ားလုံးပဲမင်္ဂလာပါ UK Multi ရဲ့ Facebook နဲ့ YouTube Channel ကနေជួសជុំပါတယ် Champion ပြည်သားတွေအောင်းလဲမင်္ဂလာပါဆိုတော့ကျွန်တော်မြန်မာနိုင်ငံမှာအခုဒါငလင်းကိစ္စနဲ့ငလင်းအဖြစ်ဆိုးရောက်ကျွန်တော်အားကစားအလုပ်တွေရပ်ထားတာကြာပြီပေါ့လေဒါဒီနေ့ကတော့ဒါဆယ်ရဲ့ကြော်ကြော်လေးဖြစ်တယ်ကျွန်တော်ရဲ့ Arsenal အသင်းနဲ့ Real Madrid ရဲ့ Champion League ပွဲရှိတဲ့အတွက်ကြောင့်ကျွန်တော်ဒါ Emirates ကိုသွားကြည့်တာပေါ့လေဆိုတော့15ချိန် Champion Real Madrid အသင်းနဲ့ ဒါ0ချိန်ချန်ပီယံအာဆနယ်အသင်းတို့ထိတ်တိုက် ဆုံတွေ့ကြတဲ့ဒါအမရိကွင်းကပွဲပေါ့လေအခုကကျွန်တော်ကကွင်းသားမှမရှိတော့ဘူးဘာကြောင့်လဲဆိုတော့ကွင်းသားမှအရန်စုပြီးတော့ဒါ line လေးလုံးဝမပြီးတော့နည်းနည်းလေးခက်လန်းလန်းကို ကျွန်တော်ရောက်လာခဲ့တာပေါ့လေဆိုတော့ပွဲကအမှန်တိုင်းပြောရင် Real Madrid ကိုကျွန်တော်တို့က sloppy moment လေးနှစ်ချိန်သုံးချိန်လောက်ကျွန်တော်တို့ပေးခဲ့တယ် မဒရစ်ကခီလန်အမ်ဘပ်ပေရဲ့ဗီနီရှက်ရဲ့ရိုဒရီကိုရဲ့ချူပါလင်ကန်ရဲ့တကယ် attacking line မှာ powerful line ရဲ့ပါတယ်။ကွင်းလယ်မှာလူကာမိုဒရစ်ကိုကာမာဗင်ဂါရဲ့တွဲပြီးတော့မှခန်းစစ်မှာအာလာဘာကဘယ်ဘက်ချမ်းမှာကစားတယ်။အော်အိုရလီယိုရှွာမာနီကပွဲပယ်ခံရတယ်။ဂိုးသမားဒါဘယ်လိုပြောမလဲထီဘိုခေါ်တွာကိုအဆန်စီယိုဒီကနေ့တွဲတယ်။တော့ဖက်ဒရီကိုဗယ်ဗာတီကညာမှာထားတယ်။အာဆယ်ကဒါမီကယ်မူရီနိုကိုပဲအထောက်ထားပြီးတော့ဆာကာရဲ့ မာတီနယ်လီရဲ့ထားပြီးတော့ကွင်းလယ်က right scale party ရဲ့နောက် odiga ရဲ့ထားတယ်ခန်းစစ်ကတော့ julian timba က kivio ဒါဒီတစ်ဖက်ကဒီဘယ်လိုပြောမလဲဆိုတော့ william saliba ရဲ့ louis kelly တို့ ਨੇ တွဲတယ်ကိုသမားတို့ raya ပေါ့လေဒီနေ့ပွဲမှာကျွန်တော်တို့ဒီနေ့ရာသီတစ်လျှောက်လုံးမှာ arsenal ကအခု manchester city ကိုကျွန်တော်ခိုးပြတ်နိုင်ခဲ့တဲ့ပွဲအပါအဝင် one of the best performance ဟို in terms of chess creative အပိုင်းမှာရော defensive shape ကိုတည်တည်ငြိမ်ငြိမ်ကစားတဲ့အပိုင်းအထူးသဖြင့်ဒုတိယအပိုင်းမှာဟုတ်တယ်ပထမပိုင်းတော့အာဆယ်က nervous ဖြစ်နေတယ်နည်းနည်းလေး shaky moment ဖြစ်တယ်ဒါပထမပိုင်း7မိနစ်လောက်ကျွန်တော် atmosphere လည်း share ပဲဗျာကျွန်တော်ကဟိုဘယ်လိုပြောမလဲဆိုတော့အာအာအနီအောင်ကပ်ပြားလေးတခံရတယ်သူကအနီနဲ့အဖြူနဲ့ဗျာသူ discipline လုပ်တဲ့ချိန်မှာကျွန်တော်ကအနီအောင်ကပ်ပြားလေးတခံရတယ်ဒါကအခုကျွန်တော်ရဲ့ခံရဝင်ဒါ king ဒါ onry ရဲ့ ဒါ twin goal ကိုအစာဆုံးလုတ်ပြတာတဲ့ဒီ match day ဟိုဟာလေး program လေးဒီနေ့ရောင်းတာဗောလေ Real Madrid နဲ့ Arsenal ဆိုတော့ပွဲက Arsenal ကတကယ့်ကို100% perfect game ကစားသွားတယ်ဒါပေမဲ့ဒီတားမှာကျွန်တော်တို့ sloppy moment နှစ်ချိန်ဖြစ်တယ်ဗျာအဲ့နှစ်ချိန်လုံးကို Real Madrid ရတယ်ဒါပေမဲ့ Real Madrid က Real Madrid အဓိက threat က Mbappe ပဲ Vinicius Junior နှလုံးလွတ်ထွက်သွားတယ်အဲ့နှလုံးကို ဒါဘယ်လိုပြောမလဲဆိုတော့ Arsenal ခံစစ်က sloppy moment ခီဗီယောတလုံးမှားသေးတယ်ဒါပေမဲ့ offside ဖြစ်သွားလို့ဒါပေမဲ့ Vinicius လွတ်ထွက်သွားတာနှစ်ချိန်ပဲတောင်းပါမှာလွတ်ထွက်တယ်အဲ့နှစ်ချိန်လုံးကိုကျွန်တော်တို့ကောင်းကောင်း deal လုပ်နိုင်လို့ကိုရမာဒါ Raya Lasswan ပြတယ်နောက်တစ်လုံးကလည်းဒါ Mbappe လွတ်ထွက်သွားတဲ့အလုံးအဲ့နှလုံးလုံးဟာကျွန်တော်တို့ဒီပွဲရဲ့ဒီထားရဲ့အဓိကအဆုံးဖြတ်ဖြစ်သွားနိုင်တယ်အဲ့လုံးတွေကိုပေးရင်ကျွန်တော်တို့သွားပြီဒါပေမဲ့ ပထမပိုင်းမှာအာဆင်ကစပြီးတော့ပွဲအထူးသဖြင့်ပထမပိုင်းအစောပိုင်း7နဲ့မှာကျွန်တော်တို့တော်တော်လေးလှုပ်တက်ဂိုင်တက်တယ်ပွဲကိုစိုးမိုးထားတယ်ဒါပေမဲ့အရင်မရဘူးမာတီနယ်လီကအဓိက threat ဖြစ်တယ်ဘယ်တောင်ပန်ကဇယ်ဗာတီကိုသူတော်တော်လေးဒါ pressure ပေးထားတယ်လုံးသုံးလုံးလောက်သူအထဲကိုဝင်တယ်အထဲမှာတရားမရှိဘူးတခါညာဘက်ချမ်းကဘူကာယူဆာကာကပထမပိုင်းပြီးကန်ဒီမှာစပြီးတော့ enjoy ဖြစ်တယ်အဲ့ဘက်ချမ်းက finisher ကအဆင်မကူတဲ့အတွက်ကြောင့်ဒါအာလဘာကိုဆာကာကစိတ်ကြိုက်ဘယ်ဝင်လိုက်ညာဝင်လိုက်နဲ့အာဆာကာ ို့ပေးတဲ့ cross နှလုံးကတော်ကောင်းတယ်ဗျာတကယ်ကိုအိန္ဒိယထဲမှာဒါပွဲတစ်ပွဲမှာကျွန်တော်တို့အမြဲတမ်းပြောလို့ပေါ့ဘောလုံးပွဲတစ်ပွဲမှာ set piece တွေကအမြဲတမ်းအဆုံးဖြတ်ပေးတာပဲ50 50 game ဖြစ်နေတဲ့ time မှာဒုတိယပိုင်းမှာကျွန်တော်တို့ကပိုကောင်းတဲ့ပွဲကိုပိုကစားနိုင်တယ်ပွဲကိုပိုထိန်းချုပ်လာတယ် Real Madrid ရဲ့ attacking threat line က Real Madrid ရဲ့ရှင်းတယ် ဘောလုံးချက်ချင်းဝင်းနေဘက်ဖြစ်တာနဲ့သူတို့ကအတက်ကင်တိုက်စစ်အပွဲကိုတခါလေလမ်းကြောင်းနဲ့ချပြီးပြေးခိုင်းတာအဲ့ဒါသူတို့ရဲ့ game plan ပဲဒါကိုအာဆင်ကဒုတိယပိုင်းမှာ Kivio ရောနောက်တစ်ဖက်ကဆာလီဘာရောတော်တော်လေးညင်နေ Mike Lewis Kelly ရဲ့တစ်ချက်ချက်ဆွတ်ထွက်သွားတဲ့အလုံးတွေတော်တော်လေးကောင်းနေညာဘက်ချမ်းက Tim Ba လည်းကောင်းနေအတက်ကင်ပိုင်းမှာ Saka ပိုအလုံးလုံးနိုင်နေ Martinelli ဒုတိယပိုင်းမှာနည်းနည်းလေးသူ့ဘက်ကမဖောက်ပဲ Saka ကိုအဓိကထိုးဖောက်တယ်ပါတီကတော့ဒီနေ့ကျွန်တော်တော်တော်လေးကြိုက်တယ်ကွန်းလေကနေခန်းစစ်၄ယောက်ကို protect လုပ်ထားတယ်တိုက်စစ်နဲ့ခန်းစစ်ကိုချိတ်ဆက်ပေးတယ်အထူးဖြင့် Rice ကပထ မပိုင်းတဲကနေအဲ့ left channel တဲကနေ area တဲကိုဝင်ဝင်ပြီးတော့သူက attacking လိုက်တာဒါနှလုံးသုံးလုံးလွတ်လွတ်သွားတယ် ဆိုဒုတိယပိုက်မှာကျွန်တော်တို့ကပထမပိုက်နဲ့ကတောင်မန်တွေကလည်းစပြီးအလွတ်လွတ်တဲ့အခါမှာအာဆင်စပြီးတော့အန်လော့ဖြစ်တယ်။အဲ့မှာထုံးစံတိုင်းဘူခါယူဆာကာကောက်ချောက်အလဘာဖောက်လုလိုက်တယ်ကျွန်တော်တို့ကလည်းအမှန်တိုင်းပြောရင်အာဆင်အသင်းဆက်ပြီးကြရင်တခါမှကျွန်တော်ကိုးမယ်လို့မထင်ဘူး။ဘာလို့လဲဆိုတော့တယောက်မို့တယောက်ကတိုက်လူထိတာနဲ့အပေါ်ကြိုတာနဲ့ကြီးပဲ။ဒါပေမဲ့လုံးဝမထင်အောင်တကစ်ခေါင်းလင်းပြကျွန်တော်တို့အဲ့လိုမျိုး white beacon ကရောဘတ်တိုကာလုစ်ကိုကျွန်တော်တို့တွေ့ခဲ့တာ။ တော့တခက်ကိုလေးငါးခိုက်လောက်ကိုဝိုက်ပြီးတော့မှအထဲကိုဝင်သွားတော့ဂိုသမခေါ်တော့လုံးဝမတက်နိုင်ပဲနဲ့ဂိုးပေးလိုက်ရတယ်။ဒန်ကလရိုက်ကသူ့ရဲ့ career မှာပွဲ300ကျော်ကစားတယ်။တခါမှ direct free kick မကန်ဘူး။အာဆင်ကလည်း direct free kick မရဘူး။အာဆင်ကလည်း direct free kick ကိုဂိုးရဖို့မပြောနဲ့။ဂိုးသမဖမ်းဖို့တော့မရှိတဲ့အချိန်မှာလုံးဝအပြောက်။အဲ့ချိန်မှာဆာကာနောက်တစ်ချိန်ထပ်ပြီးတော့တောင်းလျှောက်ဆွဲတယ်။အာလာဘာပဲထပ်ဖောင်းတယ်။အဲ့ဒါကလည်းဆာကာထပ်ပါနေတာ။အဲ့ဒီမှာဒီချိန်ကကျတော့နည်းနည်းလေးခတ်မယ်လို့ထင်တာ။ ဒန်ကလရိုက်ကပထမလုံးတော့ဝင်သွားတာဘာဖြစ်လဲဝိုင်တော့ဆိုပြီးနောက်လုံးထက်ထွားရင်တောင်းနေမှာအပြောက်ပဲလုံးဝမထင်ဘူးဘယ်အထင်မလဲကျွန်တော်တို့အဲ့ဂိုးရတဲ့ချိန်ကကျွန်တော်တို့ရဲ့ကျွန်တော်တို့ဘက်ချမ်းဒါပေမဲ့ကျွန်တော်ဝင်းဆိုင်မှာကြည့်တဲ့တချို့ကျွန်တော်တို့ဟိုကိုအဲ့ဘက်ချမ်းတော့မဟုတ်ဘူးဒါပေမဲ့ကျွန်တော်တို့အဲ့ဘက်ချမ်းရဲ့ဝင်းအလေကျော်မှာကြည့်တာလုံးဝပြောက်အပြောက်ပဲတောင်းနေကိုဖုံးနေဂိုးရဟာနှစ်ဂိုးပဲကျွန်တော်တခုပဲဆိုရတာဒူနေဖြစ်တယ်အထက်ထားအတင်ထားကြရင်ခန်းစစ်ကိုနေတဲ့ထိုင်သွားတယ်ဆိုတဲ့အချက်ခန်းစစ်ကကျွန်တော်တို့ကဘဲချိန်ထပြီးအမှားလို့ကျွန်တော်တို့ဒီနေ့ပွဲရဲ့အဓိကအချက်က ကိုယ့်ဘက်ကဂိုးရအောင်တွင်းနိုင်တဲ့အခြေသွေးရှိတယ်ချန်ပီယံလိမှာကျွန်တော်တို့လုတ်တက်ကင်တက်တယ်ဒါပေမဲ့ကျွန်တော်တို့ရီယယ်မက်ဒရစ်ခံစားရအားနည်းမှုကိုအသုံးချနိုင်မလားတခါရီယယ်မက်ဒရစ်ရဲ့ attacking ကိုကိုထိန်းထားနိုင်မလားဒီအဖြစ်ပဲဒုတိယပိုင်းမှာဆာလီဘာရောခီဗီရောတော်တော်လေးကောင်းတယ်။ရီယယ်မက်ဒရစ်ကဒုတိယပိုင်းမှာဘာမှကိုမရတာ ဘာအခွင့်ရေးမအောင်မြောက် not at all ပဲဒါအဲ့လောက်ထိဝါဆယ်ကကွင်းနဲ့ dominate လုပ်ထားတယ်စွန့်မိုးထားတယ်အဲ့မှာ Mikel Merino, Mario Lewis Kelly ပြင်းနေတယ်လို့အဲ့လောကကျွန်တော် Martinelli လူချိုမယ်လို့တော့ထင်နေတယ်ဘာလို့လဲဆိုတော့ line ရဲ့ line နဲ့ပဲဒါပေမဲ့ Mikel Merino ကိုဒါ Mario Lewis Kelly ချပေးချင်မှာအပိုင်အဲ့ကြားမတိုင်ခင်တည်းကအပိုင်ကန်ကတော့ rice can နဲ့လုံးဂိုးစီပေါ်ကဖြတ်တယ်တကောက် Alaba ကိုကဂိုးစီပေါ်ကနေ Mikel Merino ဖြတ်တယ်ဘာဖြစ်ဖြစ် Mason Striker ဖြစ်တဲ့ဟိုဘယ်လိုပြောမလဲဒီ မီကယ်မော်ရီနိုလည်းအားကိုးရအခုက100%အသင်းအကုန်လုံးကကစားမတွေအကုန်လုံးအကောင်းဆုံးကစားနိုင်ခဲ့တယ်ဆာကာထွက်သွားတယ်နောက်ထရဆောဝင်လာတယ် right ထွက်သွားတယ်နောက်ချင်းထက်ဒီဝင်တယ်အာဆန်ရဲ့လုံးဝကိုဒီနေ့လုံးဝမထင်မှတ်ဘူးဗျဒါအမှန်တမ်းပြောရင်ကျွန်တော် Emirates ကွင်းမှာဒါ biggest game ပဲကြားလာပြီကျွန်တော် Real Madrid ကိုမတွေ့ဘူးလား16နှစ်ရှိပြီ2006ခုနှစ်မှာအဲ့ဒီကျွန်တော်မြန်မာနိုင်ငံမှာပဲရှိသေးတဲ့အချိန်11 Media Group မှာလုပ်နေတဲ့အချိန်အခု Madrid ကအမှန်တမ်းပြောရင်တော့ one inside ဖြစ်တာလေကြာပြီဒီလိုပုံစံမျိုးနဲ့တဦးချင်း individual နဲ့သူတို့နိုင်သွားခဲ့တာကြာပြီဒါပေမဲ့ဒီနေ့ Real Madrid ဟာ Champions League မှာတကယ့်ကိုအရှင်သခင်ဖြစ်တယ်15ကြိမ်အချိန်ချင်း Champion ဖြစ်တာတဲ့အသင်းဖြစ်တဲ့ကြောင့်ကျွန်တော်တို့ကလည်းကြောက်တာပေါ့လေတစ်ချိန်မို့တစ်ချိန်မှာ Madrid ကိုပြတ်လာဆိုပထမအကျော့3ဂိုးပြတ်ဆိုတဲ့အမောင်းကတော်တော်လေးတော့ကောင်းမွန်တဲ့အမောင်းသူသဖြင့် Arsenal က Champions League မှာ defensive တော်တော်လေးကောင်းတဲ့အသင်းနဲ့မှာပါတယ်ခန်းစစ်တော်တော်လေးညင်တဲ့အတွက်ကြောက်ဒါ3ဂိုးပေါ့လေ Danglen Rice ကသူ့ဘဝမှာတစ်လုံးမှာတော့ free kick ဝင်ဘူးတာကနေတပွဲတည်းနှလုံး free kick ဝင်သွားသလို ိကယ်မိုရီနိုကလည်းမေရှစ်စထရိုက်ကာကိုအသုံးချတကယ်ဆိုရင်ဒီနေ့9ခု6လောက်တော့ရသွားနိုင်တယ်ပဲဒါပေမဲ့3လောက်ကတော့ကျင်းတတ်တယ်ဗျာကလင်းရှိရတယ်ဒါဘာဖြစ်ဖြစ်ရမ်မက်ထရစ်ကိုပထမအကြော်ကျွန်တော်3ခုပြတ်နေနိုင်ပြီးတော့စန်တီယာဂိုဘာနေပေဒုတိယအကြော်ကိုဒါလုံလောက်တဲ့ဂိုးရေးတွန်းနဲ့တွားပြီးတော့ကျွန်တော်ဆီမီဖိုင်နယ်တက်ဖို့ဆက်ပြီးကြိုးစားမှာဖြစ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်